ကျွန်တော်ခံယူထားတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့နေတိုင်းကိုကိုကိုပြန်ပြီးတော့မှဂုံယူရစီမဲ့အလုပ်တစ်ခုလုပ်တာပဲအဲ့တော့ကျွန်တော်ကညာအိပ်ပြီဆိုလို့ရှိရင်ခေါင်းပေါ်မှာအိပ်တဲ့ချိန်မှာကျွန်တော်ကိုကိုကိုပြန်မေးတယ်ဒီနေ့ငါအထွက်ကိုကိုကိုဂုံယူစရာကောင်းစီမဲ့အရာတစ်ခုငါဘာလုံးမိလဲဘာလုတ်ခဲ့တလဲဒါကိုကျွန်တော်ကိုကိုကိုပြန်မေးတယ်ကျွန်တော်ပြောတာလုတ်ခဲ့တာကိုပြောတာနော်အဲ့တော့ reset ကတော့ရလက်ကတော့ကျွန်တော်မသိဘူး ဒါပေမဲ့ကိုဘာတွေလုတ်ခဲ့တယ်လဲဘာတွေပြင်းမြောက်အောင်လုတ်ခဲ့တယ်လဲအဲ့ဒီလုတ်ခဲ့တဲ့အရာတွေကကိုကိုကိုပြန်ပြီးတော့မှဂုံယူစီတဲ့အရာကဘာတွေလဲဆိုတော့ကျွန်တော်အမြဲတမ်းပြန်ပြီးတော့မှမေးပါတယ်အဲ့တော့ခရီးဗီဒီယိုကြည့်နေတဲ့ကျွန်တော်ငယ်တွေမိတ်ဆွေတွေဒီလည်းဘာလို့ဖို့လို့လဲဆိုတော့နေတိုင်းကိုကိုကိုပြန်ဂုံယူရစေမယ့်အရာတစ်ခုကိုလုတ်ပါအဲ့တော့ဒီနေ့ဒါလေးငါလုတ်လိုက်တာငါကငါဂုံယူလိုက်တာဒီနေ့တော့ဒီအရာလေးတစ်ခုကိုငါဘယ်သူမှမလုတ်တဲ့အရာတွေငါလုတ်လိုက်တယ်ငါကိုငါပြန်ဂုံယူတယ်ဆိုတော့အဲ့တော့အရာကြီးလုတ်ပါအဲ့ဒါဆိုလို့ရှိရင်နေတိုင်းထက်ခါထက်ခါလုတ်လာတဲ့အခါမှာဘာဖြစ်လာလဲဆိုတော့လူတစ်ယောက်ကကိုကိုကို ိုပြန်ပြီးတော့မှကုန်နေတာကိုကိုကိုလေးစားလာတယ်ကိုကိုကိုပြန်ပြီးတော့မှတန်ဖိုးထားလာတယ်အဲ့ဒီအချိန်မှာပါပြီလို့ဆိုတော့ကိုအတွက်အောင်မြင်မှုတွေအဆင်ပြေမှုတွေကျွန်တော်တို့ရလာလိမ့်မယ်စိတ်ချမ်းမြေမှုတွေလည်းရလာပါလိမ့်မယ်ဒီကြောင့်အနေနဲ့ကနေပြီးတော့မှ KTV လေးကြည့်နေကျွန်တော်တို့ငယ်တွေမိတ်ဆွေတွေဒီအချိုးစုတွေရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့ကုညာလေးအောင်ပါမိင်္ဂရှိသောနေ့ဖြစ်ပါစေ